ကျွန်တော်အလုပ်တွေပိုင်းမှာသွားကြင်လာမျိုးတွေအဲ့လိုမျိုးဆိုရင်ခွင့်တိုင်းစားမလို့နောက်ပြီးွားရင်ကျွန်တော်ဒီဟိုဘယ်လိုပြောမလဲဒီအလုပ်ကိုဒီနေ့တရက်ကိုကိုမသွားကြင်ဘူးညာလဲသူ့မှာနားလဲလို့ရတယ်အားလုံးဝင်မလာပါ Ken Mo Blogger နေပြန်လဲကြိုးစားပါရစေဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒီထိုင်ဝမ်မှာရှိတဲ့တငယ်ချင်းမိတ်ဆွေတွေတဲ့မှာပေါ့နော်အချိန်ပိုင်းဒါမှမဟုတ်လို့ရှိရင် full time လောက်ရှာနေတဲ့သူတွေတော့ကျွန်တော်လက်ရှိလုပ်နေတဲ့အချိန်ပိုင်းလောက်ကြောင်းလေးကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့အလုပ်ကဘာလုပ်လဲဆိုတော့ကျွန်တော် Uber Eats delivery ဆိုတဲ့အလုပ်ပဲဖြစ်ပါတယ် ်ဒီဗီဒီယိုလေးထဲမှာကျွန်တော်တို့ဒီ Uber Eats delivery နဲ့ပတ်သက်ပြီးတော့အကြောင်းရင်း၄ချက်လောက်ကိုကျွန်တော်မျှဝေပေးသွားမှာပါပထမဆုံးချက်အနေနဲ့ Uber Eats delivery ဆိုတာဘယ်လိုအလုပ်မျိုးလဲပြီးရင်နောက်တစ်ချက်ကကြတော့ဒီ Uber Eats delivery လုပ်ဖို့အတွက်ဘယ်လိုလူတွေအတွက်သင့်လျော်တယ်လဲပေါ့ပြီးရင်နောက်တစ်ချက်အနေနဲ့ဒီလောက်လုပ်ဖို့ဘာတွေလိုအပ်လဲနဲ့နောက်ဆုံးတစ်ချက်ကကြတော့ဒီလောက်ကဘယ်လိုဘလောက်ရရှိတယ်လဲစားတဲ့ချက်အကြောင်းအရာတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် Uber Eats delivery ကဘယ်လိုအလုပ်မျိုးလဲဆိုလို့ရှိရင်ကျွန်တော်ပြောပြရမယ်ဆိုရင်ကျွန်တော်အနည်းဆက်ဆုံးကတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာဆိုရင်ပေါ့နော် Food Panda Rider တွေနဲ့အတူတူပဲပေါ့ဒီမှာကျတော့ဆိုင်ငင်းနဲ့ပို့ရတယ်ဒီမှာဒီမှာကျွန်တော်စပိန်နဲ့ပို့တယ်ပေါ့နော်သူရဲ့နိုင်ငံအရာပေါ့နော်ဒီမှာလည်းကျွန်တော်စပိန်နဲ့ပို့ရလို့ရရှိရက်စစ်စပိန်နဲ့ပို့ရလို့လည်းရှိပါတယ်အဲဒီအလုပ်ကဘယ်လိုလုပ်ရလဲဆိုရင်ကျွန်တော်တို့ customer တွေမှာတယ်အစားတောက်တွေယူရရင် ပစ္စည်းတွေပေါ့ online ဝယ်တဲ့ပစ္စည်းတွေရှိမယ်အဲ့ဒါတွေကိုကျွန်တော်တို့ sign ဒါမှမဟုတ်လို့ရှိရင်စာတောက် sign တွေအဲ့ location တစ်ခုတွေကနေကျွန်တော်တို့ကယူတယ်ယူပြီးတော့ customer လက်ထက်ကိုရောင်းပို့ဆောင်ပေးရတာပဲဖြစ်ပါတယ်အဲ့ဒါကတော့ chicken ball တရားပေါ့နော်အဲ့ဒီလောက်လို့ပို့တော့ကဘယ်လိုလူတွေတက်တင်းတော်လဲဆိုလို့ရှိရင်ကျွန်တော်လော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 ရတာကြိုက်တဲ့သူမျိုးတွေနောက်ပြီးတော့အချိန်ကိုကိုယ်ပိုင် manage လုပ်ပြီးတော့ကိုအားတဲ့အချိန်ပဲ အဲ့လိုလှုပ်ချင်တဲ့လူမျိုးတွေတက်တင်လျော်ပါတယ်။ဘာလို့လဲဆိုတော့ပုံမှန်အဖြစ်အလုပ်တွေကသူတို့တတ်မှတ်ထားတဲ့အချိန်အတိုင်းနေ့တိုင်းဒီအချိန်မျိုးဒီအချိန်မျိုးဆင်ရတယ်ပေါ့နော်။ဒီလောကကြောင့်အလုပ်မရှိဘူး။သူ့မှာတတ်မှတ်ချက်တစ်ခုပဲရှိတယ်။အဲ့ဒါကဒီနေ့ကို12နာရီပဲအများဆုံးအလုပ်လုပ်ခွင့်ရှိတယ်။ဒါပေမဲ့အဲ့12နာရီကိုကိုယ့်ကိုကိုအားတဲ့အချိန်ကိုတက်တူလုပ်လို့ရတယ်။ဒီနေ့ဘက်နောက်ပိုင်းလုပ်မယ်။နောက်နေ့ညနေပိုင်းလုပ်မယ်။တက်တူလုပ်လို့အဆင်ပြေတယ်။သူ့မှာလောက်တဲ့အားသာချက်ကဘာရှိလဲဆိုတော့ကျွန်တော်အလုပ်တွေပိုင်းမသွားကြင်တာမျိုးတွေအဲ့လိုမျိုးဆိုရင်ခွင့်တိုင်းစားမလို့ဘူး။နောက်ပြီးသွားရင်ကျွန်တော်ဒီဟိုဘယ်လိုပြောမလဲဒီအလုပ်ကိုဒီနေ့တည့်ရက်ကိုမသွားကြင်ဘူး။ ရတယ်သူမှနားလဲလို့ရတယ်နောက်နေ့မှပြန်ထွက်လိုက်အဆင်ပြေတယ်အလုပ်အချိန်ကန့်ကျက်မရှိတဲ့အတွက်ကြောင့်မို့လို့သူကအဲ့လိုမျိုးကိုယ်စိတ်ကြိုက်အချိန်ကိုစီစဉ်ပြီးတော့လုပ်လို့ရတယ်အဲ့လိုမျိုးမျိုးတွေအတွက်ဆိုလို့ရှိရင်ဒီလောက်ကတကယ်ကိုတင်းလျော်ရတော့ထုတ်ဖြစ်တယ်နောက်တစ်ချက်ကကြတော့ဒီလောက်လုပ်ဖို့ဘာလိုရလဲပေါ့နော်ဘာလိုရလဲပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဓိကဖြစ်တယ်ဆိုင်ကယ်နဲ့ပုံမှန်ဆိုဆိုင်ကယ်လိုရမယ်စပိန်လိုစပိန် ပြီး lenses ဘယ်လို lenses ဘယ်လိုလုပ်မှာပေါ့နော်အဲ့ဒါအခြေခံလိုရတဲ့ပစ္စည်းဖြစ်မယ်ပြီးရင်စားစားတဲ့အနေနဲ့ပါရလိုရလဲကြတော့ yes scan ထောက်ခံစာလိုရမယ်ပြီးရင်ကျွန်တော်တရားဝင်နေထိုင်ခွင့်ဖြစ်တဲ့မှတ်ပုံနဲ့တောင်မှမဟုတ် ARC တစ်ခုခုရှိဖို့လိုမယ် work permit လိုမယ်ပြီးရင်ဆိုင်ငံနဲ့ပုံမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုင်ငံနဲ့ပုံမဲ့လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုင်ငံရဲ့ license လိုမယ်ပြီးရင်ယမောင်းဆိုင်ငံယမောင်း license လိုမယ်ပြီးရင်ဆိုင်ငံ insurance လိုမယ်ပေါ့နော်အဲ့ဒါလိုမှဖြစ်ပါတယ်အဲ့ဒါစားစားလဲစုံလင်ပြီးဆိုရင်သူ့ရဲ့ application platform မှာကျွန်တော် ဒီစာရစာလေးတင်လိုက်ကျွန်တော်ဘက်က review လုပ်ပြီးပြီးလို့ရှိရင် approve ဖြစ်ပြီပေါ့နော်အဲ့လို approve ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ဘက်ကနေပြီးတော့ခဏဆောင်ပါမယ်ဆောင်ပြီးပါရင်ကျွန်တော်နောက်တစ်ချက်အနေနဲ့အဲကျွန်တော်ဒီအနောက်မှာရှိတဲ့ Uber ဘုံအစိမ်းရောင်ပုံအဲပစ္စည်းဘုံဘုံဝယ်ရမယ်ပြီးရင် JC ကလန်စီကန် multiple choice မျိုးကအခု20ဖြစ်အောင်လို့ဆိုလို့ရှိရင်ကျွန်တော်စာမောင်းလို့ရပြီပေါ့နော်ပြီးရင်ဒီအလောက်ကဝင်ဝင်ဘယ်လောက်ရရှိလဲဒီလောက်ဝင်ဝင်ဘယ်လောက်ရရှိလဲဆိုလို့ရှိရင်ဒီ2025မှာထိုင်ဝမ်ရဲ့အခြေခံလာစာတနအယို190လောက် ရှိမှာပေါ့နော်ပြီးရင်လာစာအနေနဲ့ဆိုရင်2800 bachelor လောက်ရမယ်ဒီလောက်ကကျတော့ तू ကနိုင်နဲ့ပေးရလဲမဟုတ်ဘူးလာစာအနေနဲ့ပေးရလဲမဟုတ်ဘူး तू ကမှ तू ကကျတော့ဒီကိုယ့်ရဲ့ခရီးစဉ်ပြီးဆုံးမှုပုံမူတည်ပြီးတော့တတ်မှတ်ပြီးပေးတဲ့အလုပ်မျိုးဖြစ်တယ်ပေါ့နော်ဒီလောက်မှာပတ်စံဘယ်လိုပေးလဲဆိုတော့အဲ့လိုမျိုး तू ကကိုခရီးဘယ်လောက်သွားလဲခရီးပေါ်မူတည်ပြီးတတ်မှတ်ပြီးပတ်စံပေးတယ်အနည်းဆုံးကတော့ခရီးတစ်ချောင်းကို40ရာစရရတယ်ပေါ့နော်40ရာနေ လေး၄00ထိလည်းဟုတ်တယ်၅00ထိလည်းဟုတ်တယ်သူအချိန်နဲ့အချိန်ကောက်မှုတည်ပြီးတော့ပေးလာခြင်းမတူဘူးအဲ့တော့တနိုင်ပြန်ပြန်တက်မယ်ဆိုလို့ရှိရင်တော့250လောက်ကတော့အနည်းဆုံးရတယ်ဒါကတော့ကိုမောင်းလာတာကြာလာတဲ့မြကိုဘယ်လိုတွေမောင်းရမလဲဆိုတော့တိလာလို့ရှိရင်တနိုင်ကိုအနည်းဆုံး300 350လောက်ဒီရှာလို့ရတယ်ပေါ့နော်ကျွန်တော်ဆိုရင်မောင်းလာတာဒီအလုပ်လုပ်လာတာပေါ့နော်တစ်နှစ်ခွဲလောက်ရှိပြီအဲခီးရအဖြစ်ကျွန်တော် trip 2500လောက်ပို့ဆောင်ပြီးသွားပြီပေါ့နော်ကျွန်တော်ဆိုရင်အခုပြန်ပြန်တနိုင်ကို300 350လောက်ပုံမှန်ရှာရှာနေလာပြီပေါ့နော်အစားအစာမောင်းခြင်းမှာတော့အလိုမရဘူးကျွန်တော်လမ်းမကျွမ်းကျင်တာမျိုးတွေရှိတယ် ပြောရဒီ application နဲ့မရင်းနှီးသေးဘူးဒီလုံးနဲ့မရင်းနှီးသေးဘူးဆိုရင်ဘလို့ပို့ရမယ်ဆိုတာပြောလို့နည်းနည်းအခက်အခဲရှိတာလေးဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းစဉ်းမှုပါနဲ့ကျွန်တော်ကိုလာမြေလို့ရပါတယ်တကယ်လို့ message လို့စမောင်းမယ်ဆိုလို့စဉ်းစားရတယ်ဆိုလို့ရှိရင်ဒီဘလို့မောင်းရမလဲဘာလို့ဆောင်းမလဲဆိုတာမသိရင်ကျွန်တော်ကို ဒီ chat box ကနေလာမြင်လို့ရတယ်လို့ comment section မှာမေးသွားလို့လည်းရပါတယ်တကယ်လို့ message ငယ်ချင်းတွေမောင်းဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ description link ထဲမှာကျွန်တော် invitation link လေးချပေးထားမယ်ပေါ့နော်အဲဒီ link လေးကိုနှိပ်ပြီးတော့ sign up လုပ်လို့ရပါတယ်အဲဒီ link ကိုနှိပ်ပြီး sign up လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီစမောင်းတဲ့သူတွေအနေနဲ့ပထမဆုံးရက်30အထိမှာထည့်စဉ်အကြောင်း30ပြည့်တယ်ဆိုလို့ရှိရင် bonus 1000ရရှိမှာဖြစ်ပါတယ်ဒါကတော့ application over platform ကနေပေးတဲ့ percent ဖြစ်ပါတယ်အဲတော့မောင်းမဲ့လူတွေအထက်ကတုံးတုံးတရာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကို line လေးမြင်လို့ရပါတယ် တကယ်လို့နောက်ဘလော့များမှာဒီ Uber Eats delivery နဲ့ပတ်သက်ပြီးတော့ခေါင်းကျိုးဆိုကြတွေ tip and tricks တွေကိုသိချင်နေဆိုလို့ရှိရင်လည်းကျွန်တော်ဆက်လက်ပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးပဲနောက်ဘလော့များမှာပြန်ဆက်ဆုံတွေ့ပါမယ်